Daily Dose Community မှာကြိုဆိုပါရစေ။ကျွန်တော်မြန်နိုင်ပါ။ဒီနေ့ကျွန်တော်တင်ပြပေးခြင်းတဲ့သင်ခန်းစာလေးက Photoshop မှာအယောင်လေး color တွေကိုဘယ်လိုမျိုးစနစ်တကျနဲ့ပြောင်းလဲရမလဲ၊ဘယ်လိုချိန်ရမလဲဆိုတာလေးကိုသင်ကြားပေးခြင်းတာဖြစ်ပါတယ်။ယခုသင်ခန်းစာလေးကကျွန်တော်ရဲ့ Photoshop Master Online Course လေးမှာသင်ကြားရတဲ့သင်ခန်းစာလေးတွေကတခုလည်းပဲဖြစ်ပါတယ်။ဒါလေးကိုကျွန်တော်အားလုံးနားလည်တော့အောင်လို့ဥပမာလေးနဲ့တခါရှင်းပြပေးပါမယ်။ပထမဆုံးအနေနဲ့ကျွန်တော်ဒီမှာအမျိုးသမီးပုံလေးရှိပါတယ်။ဒီမှာဆိုရင်ကျွန်တော်တို့ဒီဝတ်စုံလေးကအပြာရောင်လေးပေါ့နော်။ ဒီကျွန်တော်တို့ဒီဝိဇုံအပြန်ရောင်းတွေကိုကျွန်တော်တခြားရောင်းနဲ့အစားတိုးခြင်းပါတယ်တခြားရောင်းနဲ့ချိန်ခြင်းပါတယ်အဲ့ခါမှာကျွန်တော်ဘယ်လိုချိန်ရမလဲပေါ့ဒီလင်းကတော့အမျိုးမျိုးရှိပါတယ်ဒီသင်္ကန်းသားလေးမှာတော့ကျွန်တော်အလွယ်ကူရိုးရှင်းဆုံးနဲ့စနစ်တကျဆုံးဒီလင်းလေးကိုကျွန်တော်ပြပြပေးသွားမှာဖြစ်ပါတယ်အဲ့ဒီလင်းလေးကတော့ကျွန်တော်ဘယ်လိုလုပ်ရတာလဲဆိုတော့အရင်ဆုံးကျွန်တော်တို့ဒီမှာကိုယ့်ရဲ့တပုံလေးကိုဒီမှာအရင်ဆုံးထည့်လိုက်မယ်ထည့်ပြီးသွားတဲ့ကျွန်တော်ဒီဘောလေးမှာပေါ့နော်ဒီမှာကျွန်တော်လေယာဆိုတဲ့ဒီမီနူလေးရှိပါတယ်လေယာကိုတစ်ချက်တော့ပါသွားပြီးတော့ရင်ကျွန်တော်ဒီအောက်လေးမှာ new adjustment layer ဆိုတာလေးရှိတယ်ဒီကိုတစ်ချက်သွားလိုက်ပါ ပြီးကျွန်တော်ဒီထဲကနေပြီးတော့မှဒီမှာ UN saturation ဆိုတာ၄ရှိပါတယ်။ဒီ UN saturation ကိုတစ်ချက်လေးနေပြလိုက်ပါ။နေလိုက်တော့ဒီမှာ new layer ဆိုပြီးတော့မှ positive ကျလာပါလိမ့်မယ်။အဲ့ခါမှာကျွန်တော်တို့ရဲ့ဒီ name ကိုလည်းတစ်ခါတည်းနဲ့ပေးလို့ရပါတယ်။ဒါမှမဟုတ်ဆိုရင်လည်းသူ့အနေနဲ့ default အနေနဲ့သူပေးထားတယ် UN saturation 1ဆိုတဲ့အတိုင်းထားလို့လည်းရတယ်ပေါ့နော်။ခုနေနဲ့ကြိုက်တဲ့နာမည်ပြောင်းပြီးတော့မှပေးခြင်းနဲ့ဆိုရင်ဒီမှာလာပြီးတော့မှကြိုက်ထည့်လိုက်လို့ရပါတယ်။ PP ဆိုတာနဲ့ကျွန်တော်ဒီဘက်လေးမှာ okay စာလေးကိုနှိပ်လိုက်မယ်ပေါ့နော်။ ကျွန်တော်ကတော့ဒီတိုင်းလေးပဲထားမယ်ပြီးရင်ကျွန်တော်ဒီမှာ okay လေးကိုဒီချက်လေးနှိမ့်လိုက်ပါတယ်ဒါဆိုကျွန်တော်ဒီဘက်လေးမှာ UN saturation wire ဆိုပြီးတော့မှဒီမှာ layer လေးမှာကျွန်တော်ဝင်လာတာကိုတွေ့ရမှာဖြစ်ပါတယ်အဲ့ခါမှာကျွန်တော်တို့ကအအောင်ချင်းမှုအတွက်ဆိုရင်ကျွန်တော်တို့ကဘယ်လိုလုပ်ရလဲဆိုတော့ဒီ human saturation ကိုအဓိကထားပြီးတော့မှသုံးမှာဖြစ်ပါတယ်။ဒီမျိုး human saturation ကိုကျွန်တော်ယူလိုက်ပြီးဆိုရင်ဒီဘက်လေးမှာကျွန်တော်တို့ human saturation positive ကြာလာပါတယ်။အဲ့ခါလေးမှာကျွန်တော်တို့ကဘယ်လိုလုပ်မလဲဆိုတော့ဒီမှာပေါ့နော် hue ဆိုတာလေးရှိတယ်။ပြီးတော့ဒီမှာ saturation ဆိုတာလေးရှိတယ်။ပြီးတော့ဒီမှာ lightness ဆိုတာလေးရှိတယ်။ ဒီသုံးခုကိုတည်ထားတဲ့နယ်ပေါ့နော်။ view ကကျတော့ကျွန်တော်တို့ကအခုကျွန်တော်တို့အင်ဂျီလေးကိုအကြောင်းချိန်တော့မယ်ဆိုရင်ဒီအင်ဂျီလေးကိုကျွန်တော်တို့ကဘလို့ရောင်ပြောင်းမှာလဲ။ကိုပြောင်းနေတဲ့အကြောင်းကိုကျွန်တော်တို့ကဟွိမှလာပြီးတော့မှအဓိကထားပြီးတော့မှရွေးချယ်ပေးရတာဖြစ်ပါတယ်။ပြဒီအောက်က saturation ပေါ့နော် saturation ကကျတော့အပေါ်မှာရွေးခဲ့တဲ့ hue မှာရှိနေတဲ့အကြောင်းလေးကိုကျွန်တော်တို့က saturation မှာအကြောင်းကိုကျွန်တော်မှိန်ချင်တာလားအကြောင်းပို့ပြီးတော့တောက်ချင်တာလားဆိုတဲ့ပုံစံမျိုးကိုသုံးချင်တဲ့အခါမှာ saturation ကိုသုံးရတာဖြစ်ပါတယ် ီးတော့ lightness ပေါ့နော် lightness ကတော့ကျွန်တော်တို့ဒီအလင်းမောင်ကိုချိန်တာဖြစ်ပါတယ်ဒီမှာရှိတဲ့ trigger tone လေးတွေပေါ့နော်ဒီ trigger tone လေးကိုကျွန်တော်က lightness ကိုဒီအမဲရောက်ဘက်ကိုကျွန်တော်ဆွဲလိုက်လေးလေးအချောင်းကပို့ပို့ပြီးတော့မှမဲလာမှာဖြစ်တယ်ဒီအဖြူအောင်ဘက်ကိုဆွဲလိုက်လေးလေးပို့ပြီးတော့မှအလင်းကပို့ပြီးတော့မှထင်းလာမှာဖြစ်တယ်ပေါ့နော်ဒီသုံးခုကတော့အဲ့လိုမျိုးသုံးရတာဖြစ်ပါတယ်ကွန်ပျူတာလေးကိုကျွန်တော်လှုပ်လိုက်မယ်ဆိုရင်ပို့ပြီးတော့မှနင်သားသွားမယ်ပေါ့ ဲ့တော့ကျွန်တော်ဒီမှာအယောင်လေးကိုချိန်မယ်အယောင်လေးချိန်ဖို့အတွက်ဆိုကျွန်တော်က hue မှာလာပြီးတော့အဓိကပြောင်းရတာဖြစ်တယ်အဲ့လိုပြောင်းဖို့အတွက်ကျွန်တော်ဒီမှာဟိမရှိတဲ့ဒီမှာတတိကံအတုံးလေးရှိရဲပေါ့ဒါလေးကိုကိုယ်အနေနဲ့ကကိုပြောင်းချင်တဲ့အယောင်ဘက်ကိုဆွဲပြီးတော့မှကျွန်တော်ပြောင်းနိုင်လို့ရပါတယ်။ဥပမာကျွန်တော်ဒီမှာအစိမ်းရောင်လေးချင်းချင်းနေတဲ့ကျွန်တော်ဒီမှာအစိမ်းရောင်လေးဘက်ကိုမောက်စ်လေးကိုဒီမှာကလစ်လေးဖိပြီးတော့ဒါအောင်လို့ရွှေ့လိုက်ပါတယ်။အဲ့ခါမှကြည်လိုက်ပါ။ကျွန်တော်ရဲ့အင်ဂျီလေးကနေပြီးတော့မှအစိမ်းရောင်လေးဖြစ်သွားတယ်ပေါ့နော်။ဒါပေမဲ့အင်ဂျီတင်ဖြစ်တာမဟုတ်ဘဲနဲ့ကျွန်တော်လူပုံလေးပါလိုက်ပြီးတော့မှတပုံလုံးပဲပေါ့နော်။လိုက်ပြီးတော့မှအယောင်ကလိုက်ပြီးပြောင်းလဲသွားတာကိုတွေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့်ကျွန်တော်ကဒီလိုမျိုးသွားပြီးတော့ human တန်းပြီးတော့မှသွားပြီးချိန်လို့မရပါဘူး။အဲ့ဒါကျွန်တော်ကဒီမှာ human ပြန်ပြီးတော့မှ0ပြန်လုပ်ပေးမယ်နော်။ဒီညမှာကျွန်တော်0ဆိုပြီးတော့ရိုက်ထည့်လိုက်ပါမယ်။ဟုတ်ပြီဒါဆိုရင်ကျွန်တော်ကဘယ်လိုလုပ်ရမလဲဆိုတော့ဒီအင်ကြီးလေးကိုပဲကွက်ပြီးတော့မှကျွန်တော်တို့ကအကြောင်းပြောင်းချင်တာဖြစ်ပါတယ်။အဲ့လိုပြန်ဖို့အတွက်ကျွန်တော်တို့ဒီမှာ UN Security Deposit ဒီမှာကျွန်တော်ဒီမှာရှိနေတဲ့လက်ပုံလေးရှိတယ်ပေါ့နော်ဒီလက်ပုံလေးတွေကိုတွေ့ရပါလိမ့်မယ်ဒီလက်ပုံလေးပေါ်မှာတစ်ချက်လေးကလစ်တစ်ချက်နှိပ်လိုက်ပါနှိပ်လိုက်ပြီးတော့ရင်ကျွန်တော်တို့ရဲ့ဒီ common လေးပုံလေးပေါ်မှာဓာတ်ပုံလေးပေါ်မှာ mouse လေးကိုပြန်ပြီးတော့ရွှေ့ပြီးတော့တင်ကြည့်လိုက်တဲ့အခါမှာ ျွန်တော်ရဲ့ mouse pointer လေးကဒီလိုမျိုးလေးကျွန်တော်တို့ခဲတဲ့ပုံစံလေးပေါ်နေပါလိမ့်မယ်။အဲ့လိုပေါ်နေပြီဆိုရင်ကိုပြောင်းလဲကျန်တာကအင်ဂျီလေးဖြစ်တဲ့အတွက်အင်ဂျီလေးရဲ့ကြိုက်တဲ့နေရာမှာသွားပြီးတော့မှ click တစ်ချက်နှိပ်ပေးလိုက်ပါ။နှိပ်လိုက်ပြီဆိုတာနဲ့ကျွန်တော်စနားကတိုင်းပဲ hue မှာလာပြီးတော့မှကိုပြောင်းခြင်းနဲ့ရောင်ကိုပြောင်းလို့ရသွားပါပြီ။အဲ့ခါမှကျွန်တော်အစင်းရောင်လေးချိန်နေတယ်ဆိုပါဆိုပေါ့နော်။ဒါဆိုကျွန်တော်ကဒီမှာ trigger account လေးကိုကိုပြောင်းခြင်းနဲ့ရောင်လေးပဲကိုကျွန်တော်ဆွဲပြီးတော့မှချိန်လိုက်ပါတယ်။ဒါဆိုကျွန်တော်ဒီမှာအစင်းရောင်လေးဖြစ်ပြောင်းသွားတာကိုတွေ့ရမှာဖြစ်ပါတယ်။ အခုနောက်ကလည်းမျိုးကျွန်တော်ဒီလူရဲ့မျက်နှာတွေလက်တွေမှာလိုက်ပြီးတော့မှပြောင်းလဲမှုလိုက်ပြီးတော့မှတခါတည်းနဲ့ပါသွားတာမျိုးမဟုတ်တော့ဘဲနဲ့အင်ဂျီလေးပဲကွက်ပြီးတော့မှပြောင်းလဲသွားတာကိုတွေ့ရမှာဖြစ်ပါတယ်ဒီလူရဲ့မျက်နှာတွေဘာတွေကိုထိခိုက်မှုမရှိတော့ဘူးပေါ့နော်ဟုတ်ပြီအဲ့ခါမှကျွန်တော်ကဒီမှာဒီ saturation ကကျတော့အပေါ်မှာရွေးခဲ့တဲ့ hue ကိုမှကျွန်တော်တို့ကအရာကိုပို့ပြီးတော့တောင်းပါလားအရာကိုဖြောင်းပါလားဆိုတာကိုရွေးရတာပေါ့နော်အဲ့ကျွန်တော် saturation မှာအရာလေးပို့ပြီးတော့မှဆူဆူလေးဖြစ်ချင်တယ်ဆိုရင်ကျွန်တော်ကဒီ saturation မှာရှိတဲ့ trigger tone လေးကိုကျွန်တော်ရှေ့လေးနည်းနည်းတူတူလေးပို့လိုက်မယ်။ဒါဆိုရင်ကျွန်တော်ပို့ရင်ပို့လိုက်သလားအရာလေးကပို့ပို့ပြီးတော့မှတောင်းလာမှာဖြစ်ပါတယ်။ လို့ကိုအနေနဲ့ saturation ကိုဒီမှာအောက်ကိုအများကြီးလျှော့လိုက်မယ်ဆိုရင်ကျတော့အရောင်ကတဖြည်းဖြည်းနဲ့မိန်သွားတဲ့အကြောင်းကိုဖြစ်သွားမယ်ပေါ့နော်ကိုနဲ့သက်သလိုထားလို့ရပါတယ်ကျွန်တော်ကတော့အဲ့ဒီအလင်းရောင်တော်တော်လေးထားချင်တာမလို့ saturation လေးမှာကျွန်တော်ဒီမှာအလင်းလေးနည်းနည်းလေးကျွန်တော်တင်ပေးလိုက်ပါမယ် okay ဒီလိုပုံစံလေးပါပြတော့ဒီမှာ lightness line ကတော့ကျွန်တော်တို့ကအလင်းမောင်ကိုချိန်တာပေါ့နော်ကိုအနေနဲ့ကဒီမှာအဒီအမဲဘက်ကိုအများကြီးကတ်လိုက်မယ်ဆိုရင်ကျတော့ကျွန်တော်အနှက်ရောင်ဖြစ်သွားလိမ့်မယ် ီးတော့ဒီ lightness မှာကျွန်တော်အဖြူအောင်ဘက်ကိုအများကြီးတင်လိုက်မယ်ဆိုရင်ကျွန်တော်အဖြူအောင်ဘက်ကိုပြတ်သွားမှာဖြစ်တယ်ပေါ့နော်ဒါတော့ကိုလိုအပ်သလိုကစားလို့ရပါတယ်ကျွန်တော်က lightness ကို0ပဲထားလိုက်မှာဖြစ်ပါတယ်အဲ့လို0ထားဖို့အတွက်ဒီမှာရှိတဲ့ခဏနဲ့မှာကျွန်တော်တို့ကစားချပြီးတော့0လို့လည်းရိုက်ထည့်လို့ရတယ်အဲ့မှာကျွန်တော်0လို့ရိုက်မထည့်ချင်ဘူးဆိုရင်ကျွန်တော်ဘယ်လိုလုပ်လို့ရလဲဆိုတော့ဒီမှာရှိတဲ့ lightness ပေါ့နော် lightness ဒီလဲစားတာလေးပေါ့မှာကျွန်တော် double clipper clip နဲ့ချက်လေးနှိပ်ပြလိုက်မယ်ဆိုရင်လည်းဒီမှာ0ဆိုပြီးဖြစ်သွားမှာဖြစ်ပါတယ်ဒီမှာရှိတဲ့ hue saturation နဲ့လည်းအလိုပဲကျွန်တော်နေ0ဖြစ်နေတဲ့ဆိုရင်သူရဲ့စာသားလေးပေါ်မှာ double click နှိပ်ပြလိုက်ရုံပါပဲ ဒါဆိုကျွန်တော်ဒီမှာ sorry ကျွန်တော်ဒီမှာ0ပဲထားလိုက်မယ်။ဒါဆိုကျွန်တော်ဒီမှာအင်ဂျီလေးကမူလအကြောင်းကနေပြီးတော့မှအစိမ်းအောင်လေးပြောင်းလဲသွားတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒါလေးကိုကျွန်တော်မျက်လုံးလေးမိတ်ပြီးတော့ကြည့်ကြည့်မယ်။ဒီမှာမျက်လုံးလေးရှိရဲ့ဒီမျက်လုံးလေးကိုကျွန်တော်တစ်ချက်မိတ်ပြီးတော့မှကြည့်ကြည့်လိုက်မယ်။ဒါလေးကတော့မူလအင်ဂျီအကြောင်းအပြာအောင်လေးဖြစ်ပါတယ်။ပြီးမျက်လုံးလေးကိုတစ်ချက်ပြန်နေပြီးတော့မှဖွင့်ကြည့်လိုက်တယ်။ဒါလေးကတော့ကျွန်တော်ပြောင်းလဲလိုက်တဲ့အစိမ်းအောင်လေးဖြစ်ပါတယ်။ အမျိုးလုံးလေးပိတ်တာဖွင့်တာကိုဒီမှာရှိတဲ့မျိုးလုံးလေးမှာလာပြီးနှိမ့်လေးရတယ်လို့မျိုးပဲကျွန်တော်ဒီမှာရှိနေတဲ့ UN Saturation ရဲ့ဒီမှာမျိုးလုံးလေးမှာလည်းလာပြီးတော့မှနှိမ့်လို့ရပါတယ်ဒီမျိုးလုံးလေးကိုနှိမ့်ပြီးတော့မှကျွန်တော်ကြည့်ကြည့်လို့ရပါတယ်ဒါကတော့မူလအကြောင်းလေးပါပြန်ပြီးတော့မှဖွင့်ကြည့်လိုက်မယ်ဒါကတော့ကျွန်တော်ပြောင်းလိုက်တဲ့အကြောင်းလေးပါဟုတ်ပြီအစအယောင်လေးမဟုတ်ဘူးကွာတော့တမျိုးပြောင်းပြီးတော့မှတုံးကျင်နေဆိုလည်းရတယ်ကျွန်တော်ဒီ hue လေးမှာကိုနေနဲ့ဘတ်လို့ရအောင်ကိုပြောင်းပြောင်းကျင်လဲပေါ့နော်ဥပမာကျွန်တော်ဒီဘက်မှာဒီလိုမျိုး bank hand ဘက်ကိုကျွန်တော်သွားတဲ့အကြောင်းလေးထားလိုက်မယ် Okay ဒီလိုလေးထားမယ်ပေါ့နော်ပြီးတော့ဒီမှာ saturation နေရာမှာအလင်းကို တင်လိုက်မှလားဒါမှမဟုတ်ရင်အရာကိုရှင်းတဲ့ဘက်ကိုတာမှလားလေကိုနဲ့တက်တယ်လို့မျိုးချင်းကြီးပြီးတော့မှတုံလို့ရပါတယ်ဒါဆိုရင်ဒါအပြာရောင်လေးပါဒါလေးကတော့ကျွန်တော်အခုပြောင်းလိုက်တဲ့အရာလေးပါဒါကကျွန်တော်တို့လည်းကူကူရိုးရှင်းရှင်းလေးနဲ့စနေတကြလေးနဲ့ကိုပြောင်းချင်တဲ့အရာကို Photoshop မှာအလွယ်တကူပြောင်းလို့ရပါတယ်။ကွန်ပျူတာလေးကကျွန်တော်အင်ဂျီပုံစံလေးကိုပြောင်းလိုက်တာပေါ့နော်။ပြင်နောက်ထပ်တစ်ပုံကိုကျွန်တော်သွားမယ်။နောက်ထပ်ပုံမှာလည်းအလိုပဲဒီမှာ comment လေးပုံလေးရှိတယ်။ဒီမှာကျွန်တော်အင်ဂျီလေးနဲ့ပေါ့နော်။ဒီအင်ဂျီအပြာရောင်လေးကိုကျွန်တော်တို့ထပ်ပြီးတော့မှပြောင်းမယ်။ပြောင်းမှုအတွက်ကျွန်တော်ဒီမှာအပေါ်လေးကနေပြီးတော့မှလေယာကိုသွားမယ်။ ပြီးတော့ new adjustment layer ကိုတွားလိုက်ပါမယ်။ပြီးတော့ကျွန်တော်တို့ hue saturation တွေကို click တစ်ချက်လေးနှိပ်လိုက်မယ်။ဒီလိုကြလာပြီဆိုရင်ကျွန်တော် hue saturation 1 time ထားလိုက်ပြီးတော့မှ okay လေးကိုတစ်ချက်လေးနှိပ်ပေးလိုက်ပါတယ်။အဲကျွန်တော်ဒီမှာ hue saturation ဆိုပြီးရောက်လာပြီ။ your develop လေးမှာလည်း pause လေးကြလာပါပြီ။အဲ့ခါမှာကျွန်တော်ဒီအင်ကြီးလေးကိုပဲကွက်ပြီးတော့မှအကြောင်းပြောင်းချင်တာဖြစ်တဲ့အတွက်ဒီမှာရှိတဲ့လက်ပုံလေးပေါ့နော်ဒီလက်ပုံလေးပေါ်မှာကျွန်တော်ကလစ်တစ်ချက်လေးနှိပ်ပေးလိုက်ပါမယ် ဲ့တော့ကိုပြောင်းချက်နဲ့အင်ဂျီလေးပေါ်မှာကျွန်တော်တို့ mouse ကနေပြီးတော့မှ click တစ်ချက်နှိပ်ပြီးတော့မှဆက်လက်ပေးလိုက်မယ်။ပြီးကျွန်တော်ဒီမှာ hue မှာစပြီးတော့မှပြောင်းလို့ရပြီ။ကိုဘလို့ရောင်လေးပြောင်းချင်လဲပေါ့နော်။ဟုတ်ပြီအခါမှာကျွန်တော်တို့ဥပမာအနေနဲ့အစိမ်းရောင်လေးပြောင်းမယ်ဆိုပါဆို။အဲကျွန်တော်ဒီမှာအစိမ်းရောင်လေးယူလိုက်မယ်။ဒီစိမ်းရောင်လေးကိုကျွန်တော်တို့အလင်းကိုတင်မာလားဖြောင်းမာလားဆိုတာကို situation မှာပြင်ရမှာလားယူလို့ရတယ်။ဒီမှာအများကြီးရှော့လိုက်မယ်ဆိုရင်ကျွန်တော်အရောင်မှန်မှန်လေးဖြစ်သွားလိမ့်မယ်။အများကြီးတင်လိုက်ရင်လည်းအရင်လင်းသွားလိမ့်မယ်ပေါ့နော်။ကိုနေနဲ့အနေတော်လောက်တဘာခွာကြလောက်မယ့်အရောင်လောက်ကိုကိုထားပြလို့ရပါတယ်။ဒါဆိုရင်ကျွန်တော်တက်လောက်ထားလိုက်မယ်ပေါ့နော်။ โอเคဒါဆိုအစိမ်းအောင်လေးဖြစ်သွားပါပြီပြော likeness ကိုလည်းကိုလိုအပ်တယ်လို့မျိုးကစားလို့ရပါတယ်ပြီးရင်တော့ကျွန်တော်မျက်လုံးလေးကိုဒီမှာမိတ်ပြီးတော့မှကြည့်ကြည့်လိုက်မယ်ဒါကျွန်တော်ဒါမူလာအပြန်အောင်လေးဖြစ်ပါတယ်ပြီးတော့ကျွန်တော်ရဲ့ဒီမျက်လုံးလေးကိုတစ်ချက်ပြန်နေပြီးတော့မှဖွင့်ကြည့်လိုက်မယ်ဒါကတော့ကျွန်တော်ပြောင်းနေလိုက်တဲ့အစိမ်းအောင်လေးဖြစ်ပါတယ် ဓာတ်ပုံဆိုင်စာတီဆိုင်ရိုက်ဆိုင်နဲ့ V9 ဖိတ်စာမိတ်တူဆိုင်ဖွင့်လို့သူများအတွက် Photoshop ကိုအခြေခံမှစတင်ပြီးလုပ်ငန်းခွင်မှာကျွမ်းကျင်ပိုင်နိုင်စွာအသုံးပြုနိုင်ဖို့အတွက် Photoshop Master Course လေးကိုတက်ရောက်နိုင်ပါတယ်။ယခုသင်တန်းလေးကလုပ်ငန်းခွင်မှာစနစ်တကျနဲ့ကျွမ်းကျင်ပိုင်နိုင်စွာအသုံးပြုနိုင်ဖို့အတွက်ရည်ရွယ်ပြီးတော့သင်ကြားပေးထားတာဖြစ်ပါတယ်။ဒီသင်တန်းလေးမှာတော့ Photoshop ကိုအခြေခံမှစတင်ပြီးတော့မိမိကိုယ်တိုင်ကိုကြား ဖိသားဒီဇိုင်းတွေ V9 ဒီဇိုင်းတွေနဲ့ဓာတ်ပုံပြင်နည်းအမျိုးမျိုးစားရတွေအလုံးကိုတနည်းအားဖြင့်မှာစနစ်တကျနဲ့ကြွမ်းကျင်ပိုင်နေစွာသင်ကြားရမှာဖြစ်ပါတယ်တင်နှံမှာတင်ကြားရမယ့်ပုံစံလေးကတော့ Telegram Channel နဲ့ Facebook Private Group တို့မှာသင်ခန်းစာဗီဒီယိုများကိုစနစ်တကျနဲ့လေ့လာသင်ကြားရမှာဖြစ်ပါတယ်။ Online Video Class တွေဖြစ်တဲ့အတွက်ယခုတင်တဲ့ App ကနေယခုချက်ချင်းစတင်တက်ရောက်နေမှာဖြစ်ပါတယ်။ မူလတင်နှင်းကြီးတသိန်းသုံးတောင်ကျပ်စာယခုလအတွင်းမှာအထူးတင်နှင်းကြီး၅တောင်ကျပ်တဲ့ပြင်လက်ခံပေးနေပါတယ်။ဒါကြောင့်မို့တင်နှင်းလေးကိုအမြဲတမ်းတရားဖို့ကိုဖိတ်ခေါ်ပါရခင်ဗျာ။ဒါဆိုရင်ဒီမှာလည်းပဲကျွန်တော်တို့အင်ဂျီလေးကိုအစင်းရောင်လေးပြောင်းလိုက်တာပါတကယ်လို့ကိုအနေနဲ့အစင်းရောင်မဟုတ်ဘူးတခြားရောင်ပြောင်းမယ်ဆိုရင်ဒီမှာလာပြီးတော့မှကျွန်တော်ရွေးလို့ရတယ်ဥပမာကျွန်တော်တို့ဒီဘက်ကနေပြီးတော့မှအဲခရမ်းရောင်လေးကိုကျွန်တော်ပြောင်းလိုက်မယ်ဒါရင်ကျွန်တော်ခရမ်းရောင်လေးဖြစ်သွားပြီဒါကျွန်တော်တို့ဒီမှာဒါလေးကမူလအပြောင်းရောင်လေးကျွန်တော်လေးကိုပြန်ဖွင့်လိုက်မယ်ဆိုရင်ဒါလေးကတော့ခရမ်းရောင်လေးဖြစ်ပါတယ် ဒါတော့ကိုပြောင်းချင်တဲ့យ៉ាងကိုကိုနဲ့တဲ့လိုမျိုးရွေးချယ်ပြီးတော့မှပြောင်းလို့ရပါတယ်။ပြီးရင်နောက်တစ်ခုကိုထပ်ပြီးတော့မှသွားမယ်ပေါ့နော်။နောက်တစ်ခုသွားဖို့အတွက်ကျွန်တော်ဒီမှာကောင်းမလေးပုံလေးကိုသွားလိုက်။ဒီမှာလည်းပဲဒီလိုပါပဲ။ကျွန်တော်ဒီအင်ဂျီយ៉ាងလေးကိုကျွန်တော်ပြောင်းချင်ပါတယ်။ဒီအင်ဂျီနေရောင်လေးကိုပြောင်းဖို့အတွက်ကျွန်တော်ဒီမှာလေယာကိုသွားမယ်။ပြီးတော့ကျွန်တော်တို့ new adjustment layer ကိုတွားလိုက်ပြီးတော့မှကျွန်တော်ဒီမှာ hue and saturation ကိုတစ်ချက်လေးနှိမ့်လိုက်ပါမယ်။ပြီးတော့ဒီမှာဒီလိုပေါက်စေးကြလာပြီဆိုရင်ကျွန်တော် okay လေးပဲတစ်ချက်လေးနှိမ့်ပေးပါမယ်။ ပြီးတော့ကျွန်တော်အကြောင်းပြောင်းဖို့အတွက်ကျွန်တော်ဒီဘက်လီမှာပေါ့နော် generation saturation box လေးမှာဒီမှာလက်ပုံလေးကိုတစ်ချက်လေးယူလိုက်ပါတယ်ယူလိုက်ပြီးတော့ရင်ကျွန်တော်ဒီမှာ engine လေးမှာကလစ်တစ်ချက်လေးထောက်ပေးလိုက်မယ်မထောက်ခင်မှာကျွန်တော်ဗာပြောချင်လဲဆိုတော့ဒီမှာဆိုရင်ဒီလက်ပုံလေးရဲ့ဒီဘက်လီမှာကျွန်တော် master ဆိုပြီးတော့ဖြစ်နေတာကိုတွေ့ရလိမ့်မယ်နော်အဲ master ဆိုတဲ့ box လေးမှာနေလိုက်မယ်ဆိုရင်ဒီမှာရွေးတဲ့အကြောင်းလေးတွေရှိတယ် red ရှိမယ် yellow ရှိမယ် green ရှိမယ်တခြားအကြောင်းတွေအများကြီးရှိသေးတယ် ဟုတ်ပြီလေတော့ကျွန်မမာစတာအဲ့ခါမှကျွန်တော်ကဒီမှာလက်ပုံလေးကိုယူပြီးသွားတာ ਨੇ ကျွန်တော်ကဒီမှာလက်ပုံလေးကိုကျွန်တော်နှိပ်ပြီးသွားတာ ਨੇ ကိုပြောင်းချင်တဲ့အကြောင်းလေးကအင်ဂျီလေးမလို့အင်ဂျီလေးပေါ်မှာကျွန်တော်တို့ကလစ်တစ်ချက်လေးနှိပ်ပြလိုက်တယ်အဲ့လိုနှိပ်လိုက်ပြီးဆိုတာ ਨੇ သူ့ရဲ့ဘေးမှာရှိတဲ့ box တွေကိုကြည့်လိုက်ပါမာစတာကနှိပ်ပြီးတော့မှ red ဆိုပြီးတော့ပြောင်းသွားတာကိုတွေ့ရမှာဖြစ်ပါတယ်ကိုထားလိုက်တဲ့အကြောင်းလေးကအနီအောင်လေးမလို့ဒီမှာအနီအောင်ဆိုပြီးပြောင်းသွားတာပါ ကလစ်ကိုအနေနဲ့ကဒီမှာလာပြီးကလစ်ထောက်ပြီးတော့မှအနေရောင်ကိုပြောင်းသွားတာမျိုးမလို့ခြင်းဘူးဆိုရင်လည်းကလစ်မထောက်ခြင်းဆိုရင်ဘယ်လိုလုပ်လို့ရလဲဆိုတော့ခုနကတိုင်ပဲဒီမှာရှိတဲ့ box မှာနှိပ်လိုက်ပြီးတော့ကွာဒီအနေရောင်ဆိုရင်အနေရောင် red ကိုရွှေ့ပြလို့ရတယ် yellow ဆိုရင် yellow ကိုရွှေ့ပြလို့ရတယ်နော်မ yellow ကိုရွှေ့ပြလို့ရတယ်ပေါ့နော်ဟုတ်ပြီတကယ်လို့ကိုအင်ဂျီကအဝါလာအစိမ်းလာအနီလာတိတ်ပြီးတော့မတဲခွဲတဲ့យ៉ាងဆိုရင်တော့ကျွန်တော်ဒီလက်ပုံလေးကိုယူလိုက်ယူလိုက်ပြီးတာနဲ့ဒီမှာအင်ဂျီလေးပေါ်မှာထောက်ပေးလိုက်မယ်ဆိုရင်ကျတော့တွတ်သူလေးအကြောင်းကိုခွဲခြားပေးသွားပါလိမ့်မယ် ဟုတ်ပြီအဲ့ခါမှာကျွန်တော်အင်ဂျီလေးကိုဆက်လက်လုပ်ပြီးသွားတာနဲ့ကျွန်မ hue မှာကျွန်တော်ပြောင်းမယ်နော်ပြောင်းဖို့တဲ့ကျွန်တော်ဒီမှာအယောင်လေးကိုဥပမာကျွန်တော်ဒီဘက်လေးမှာပို့လိုက်ပြီးတော့ပန်းယောင်လေးကျွန်တော်ပြောင်းလိုက်ဒီလိုယောင်လေးပေါ့ပြောင်းလိုက်ပါတယ်ဒါတင်ကြည့်လိုက်ပါကျွန်တော်အင်ဂျီလေးကပြောင်းသွားတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီမှာမျိုးလုံးလေးကိုပြေးကြည့်လိုက်မယ်ဒါမူလအနီယောင်လေးပါပြီးတော့မျိုးလုံးလေးကိုတစ်ချက်ကျွန်တော်တို့နှိပ်ပြီးတော့ဖွင့်ကြည့်လိုက်မယ်ဒါကတော့ကျွန်တော်ပြောင်းလိုက်တဲ့အယောင်လေးပါအဲ့ခါမှာတတိထားမိပါလိမ့်မယ်ကျွန်တော်ဒီမှာလူရဲ့မျက်နှာလေးကိုတစ်ချက်ကြည့်ကြည့်ပါ လူရဲ့ညံ့နာလေးကကျွန်တော်ဒီမှာအင်ကြီးမှာရှိနေတယ်ပေါ့နော်ဒီလိုပန်းရောင်ပုံစံခရမ်းရောင်ပုံစံလေးကညံ့နာမှာသွားပြီးတော့မှဒီမှာအရောင်ကဒီတက်ရောက်မှုရှိနေတာကိုတွေ့ရပါလိမ့်မယ်ဒီမှာကျွန်တော်တို့မျက်နှာလေးကိုတစ်ချက်ပြန်ပိတ်ပြီးတော့မှကြည့်ကြည့်ပါဘူလာကဒီမှာအင်ကြီးအနေအောင်လေးတော့အဲဆိုညံ့နာလေးကဒီလိုပုံစံလေးနော်အဲ့ခါမှာကျွန်တော်မျက်လုံးလေးကိုပြန်ပြီးတော့ဖွင့်ကြည့်လိုက်တဲ့အခါမှာဒီမှာကျတော့ကျွန်တော်အင်ကြီးလေးအယောင်လေးလည်းပြောင်းလိုက်ရောခုပြောင်းလိုက်တဲ့အယောင်ကမျက်နှာမှာလာပြီးထင်နေတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်။ဒါဘာကြောင့်မလို့အဲ့လိုဖြစ်တာလဲပေါ့နော်။ အချမ်းမလို့အဲ့လိုဖြစ်တာလဲဆိုတော့ကျွန်တော်ဒီမှာမူလပုံကိုသွားပြီးတော့ကြည့်တဲ့အခါမှာကျွန်တော်တို့ကမူလအင်ဂျီကအနေရောင်လေးလူရဲ့ခန္ဓာကိုယ်လေးရှိတယ်။လူရဲ့အသားရောင်ဆိုတာကကျွန်တော်ကအသားရောင်ကကျွန်တော်အနေရောင်ဘက်ကိုနည်းနည်းလေးသွားတဲ့အနေရာလေးလည်းရှိတာပေါ့နော်ကျွန်တော်လူရဲ့အသားရည်ရ။အဲ့ခါမှာလူမှလည်းပဲကျွန်တော်ကအသားရည်မှာ skin လေးတွေမှာကျွန်တော်ကအနေရောင်လေးတွေပါနေတယ်။အင်ဂျီမှာလည်းအနေရောင်အဲ့ခါမှာကွာဒီအနေရောင်ကို selection clip ချက်ထုတ်လိုက်ပြီးတော့မှကိုယ်နေနေဟိူမှာလာပြီးတော့အရောင်ပြောင်းလိုက်တဲ့အခါလေးမှာ ဒီအနေအောင်မှန်တယ်များအကုန်ပြောင်းမယ်ဆိုတဲ့အထိပဲပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီမှာအင်ဂျီပဲမဟုတ်ပဲねလူမှရှိနေတဲ့အနေအောင်လေးတွေရပါလိုက်ပြီးတော့မှကျွန်တော်တို့ကအနေအောင်ဘက်ကိုအနေအောင်ကနေပြီးတော့မှကိုပြောင်းလိုက်တဲ့အကြောင်းကိုလိုက်ပြီးတော့ပြောင်းလဲသွားတာဖြစ်ပါတယ်ကျွန်တော်ကအစင်းရောင်ပြောင်းလိုက်ရင်ဒီမှာမျက်နှာလေးရပါလိုက်ပြီးစိမ်းသွားလိမ့်မယ်ခင်းရောင်ပြောင်းလိုက်မျက်နှာလေးကပါလိုက်ပြီးခင်းရောင်ပြုတ်သွားမှာဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့ကဒီလိုမျိုးအင်ဂျီရောင်လေးနဲ့လူရဲ့အသားရည်လေးကကျွန်တော်ဆင်တူဖြစ်နေတဲ့အခါမျိုးမှာဆိုရင်ဒီလိုမျိုးဖြစ်တတ်တယ်အဲ့လိုခါမျိုးမှာဆိုရင်ကျွန်တော်ကဘယ်လိုမျိုးကာလာကိုမှန်ကန်စွာနဲ့ချိန်ရမလဲပေါ့ ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ဒီဘက်ကနေပြီးတော့မှမျက်လုံးလေးကိုတစ်ချက်ပြန်ပြီးတော့မှဖွင့်ပေးလိုက်မယ်နော်ဟုတ်ပြီဒီလိုမျိုးလေးဖြစ်နေတာကိုကျွန်တော်တို့တွေမဖြစ်စေချင်ပါဘူးဒါဆိုရင်ကျွန်တော်ဘယ်လိုလုပ်ရမလဲအဲ့တော့ကျွန်တော်အရင်ဆုံးဒီဘက်လေးမှာညာအကွေလေးရှိတယ်ဒါလေးကိုကျွန်တော်တို့တစ်ချက် ပြန်နေပြီးတော့မှ reset ပြန်လုပ်လိုက်မယ်နော်ဟုတ်ပြီပြီးတော့ကျွန်တော်ဒီမှာ hue saturation ပေါ်မှာပဲကျွန်တော်တို့ဒီမှာ layer လေးပေါ်မှာထောက်ထားလိုက်မယ်ထောက်ထားပြီးတာနဲ့ကျွန်တော်တို့ဒီဘက်လေးကနေပြီးတော့မှဗောနော selection tool တစ်ခုကိုယူလိုက်မယ်ဒီကနေ့ပြီးတော့မှကျွန်တော်ကတော့ဒီမှာ quick selection tool ဆိုတာလေးရှိပါတယ်ဒီ quick selection tool လေးကိုတစ်ချက်လေးယူလိုက်မယ် ယူပြီးသားနဲ့ကျွန်တော်တို့ mouse pointer ကိုတော့ကိုယ်နဲ့တက်တလောင်းအရွယ်စားထားလို့ရပါတယ်။ mouse အရွယ်စားကျွန်တော်တို့ဒီ brush ကျဲအရွယ်စားကိုလိုချင်တဲ့ဒီပေါ်လေးမှာယူလို့ရရယ်နော်။ဒီမှာနဲ့ကြည့်လိုက်ပြီးတော့မှကိုယ်နဲ့တက်တလောင်း brush size ကိုကျွန်တော်ထားလို့ရပါတယ်။ကျွန်တော်ကတော့ဒီမှာ layer လောက်ထားလိုက်မယ်။ပြီးသားရင်ကိုယ့်ရဲ့ engine လေးကို selection ပေးမှဖြစ်ပါတယ်။ selection ပေးဖို့အတွက်ကျွန်တော် engine လေးကိုဒီမှာ click နဲ့ပြီးတော့မှ selection ပေးလိုက်ပါတယ်။ အဲ့ခါမှာကျွန်တော်က selection ကိုတခါလေးနှိပ်လိုက်တာနဲ့တန်ပြီးတော့ engine တစ်ခုလုံးဖြစ်သွားတယ်ဆိုရင်လည်းရတယ်ဒီကလေးမဖြစ်သေးဘူးဆိုရင်လည်းကိုနေက selection ကိုထပ်ထပ်ပြီးတော့မှပေါင်းထည့်ပြီးတော့မှ engine လေးတစ်ခုလုံး select မဖြစ်မချင်းလိုက်ပြီးတော့မှ selection ပေးပြရမှာဖြစ်ပါတယ်ကျွန်တော်ကတော့ဒီမှာ selection အလုံးဖြစ်သွားတာမလို့ဒီတိုင်းလေးပဲထားလိုက်မယ်ပေါ့နော်ဟုတ်ပြီ engine လေးကိုကျွန်တော်တို့ selection ပေးပြသွားပြီဆိုတာနဲ့မလုပ်ရမလဲဆိုတော့ကျွန်တော်ဒီမှာ UN saturation တွေဒီလေးရမှာပဲထောက်ထားပါထောက်ထားပြီးရတယ်ကျွန်တော်ကဒီ engine လေးကိုအခွာ selection ပေးထားတာဖြစ်တယ် အဲ့ဒီအင်ကြီးလေးကိုကျွန်တော် selection ပေးထားတာလေးကိုကျွန်တော်ကပြန်ပြီးတော့မှ selection ကိုနောက်ကပုံကိုပြန်ပြောင်းပြီးတော့မှကျွန်တော်ကဒီ selection ကိုပြောင်းပြန်ပြန်ပြီးတော့မှ invest လုပ်ချင်တာပါအဲ့လိုမျိုး invest လုပ်ဖို့အတွက်ဆိုရင်ကျွန်တော်တို့က default လေးက select ဆိုတဲ့ဟာလေးကိုသွားပါ select ထဲကနေပြီးတော့မှကျွန်တော်ဒီမှာ invest ဆိုတာရှိတယ်ပေါ့နော်ကျွန်တော် shortcut အနေနဲ့သုံးချင်တယ်ဆိုရင်တော့ control ရဲ့ shift ရဲ့ i ရဲ့ကိုလည်းတွဲနေလို့ရပါတယ်ဒါလေးကိုကျွန်တော်တစ်ချက်လေးနှိမ့်လိုက်ပါမယ် ကျွန်တော်တို့ဒီမှာ selection လေးကကျွန်တော်တို့ခုနက angle လေးကို selection လုပ်ထားတာအခုကျတော့ကျွန်တော်ကပြောင်းပြန်ဖြစ်သွားပြီးတော့မှနောက်ကဟာလေးကို selection ဖြစ်သွားတာကိုတွေ့ရပါလိမ့်မယ်။ဟုတ်ပြီ selection ကိုကျွန်တော် invest လုပ်ပြီးသွားပြီဆိုတာနဲ့နောက်ထပ်တစ်ဆင့်အနေနဲ့ကျွန်တော်ဒီဘက်လေးမှာရှိတဲ့ foreground color ပေါ့နော်။ foreground color မှာတစ်ချက်နှိပ်လိုက်ပြီးတော့မှဒီမှာ foreground color နေရာမှာကျွန်တော်အနက်ညောင်လေးကိုရွေးပေးလိုက်ပါမယ်။အနက်လေးကိုရွေးပေးပြီးတာနဲ့ကျွန်တော် okay လေးကိုနှိပ်ပေးလိုက်ပါမယ်။ပြီးပြီဆိုရင်တော့ကျွန်တော်ဘာလုပ်မလဲဆိုတော့ကျွန်တော်ဒီ computer keyboard ကနေပြီးတော့မှ order ရယ် delete ရယ်ကိုတွဲပြီးတော့မှနှိပ်မှာဖြစ်ပါတယ်။ order ခလုတ်ရဲ့ delete ခလုတ်ရဲ့ကိုကျွန်တော်တစ်ချက်လေးတွဲပြီးတော့မှနှိပ်ပစ်လိုက်ပါနှိပ်လိုက်ပြီးဆိုရင်ကျွန်တော်ဒီမှာ UI saturation နေရာမှာဒီလိုပုံစံလေးပြောင်းသွားလိမ့်မယ်နော်ပြီးသွားပြီဆိုရင်ကျွန်တော်ဒီမှာရှိနေတဲ့ selection လေးကိုပြန်ပြီးတော့မှ selection ပြန်ပြီးတော့မှဖြုတ်ပေးပါမယ်လို့ဖြုတ်ပေးဖို့အတွက်ကျွန်တော်ဒီမှာ select ကိုသွားသွားပြီးတိုင်းကျွန်တော်ဒီမှာ t select ဆိုတာလေးရှိပါတယ်ဒါလေးကိုနှိပ်ပေးရမှာပါကလေးကွာ shortcut နေနဲ့တုံးကျင်နေဆိုရင်တော့ control နဲ့ d နဲ့ကိုလည်းနှိပ်လို့ရပါတယ်။ဒါလေးကိုကျွန်တော် d select ကိုနှိပ်ပြီးတော့မှကျွန်တော် selection ဖြုတ်လိုက်ပါမယ်။ပြီးသွားပြီဆိုရင်တော့ကျွန်တော်ဒီမှာ ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီမှာအင်ဂျီယောင်ကိုစားပြီးတော့ပြောင်းမယ်။ပြောင်းဖို့အတွက်ကျွန်တော်တို့ဒီမှာလေယာမှာကျွန်တော်ဒီခုနက UN saturation မှာပဲကျွန်တော်တို့လေယာလေးမှာကလစ်ထောက်ထားပါ။ပြီးတာနဲ့ကျွန်တော်တို့ဒီမှာ UN saturation box လေးတကယ်လို့ဒီမှာမပေါ်ခဲ့ဘူးဆိုရင်ကျွန်တော်ဘယ်လိုပြန်လုပ်ပြရမလဲဆိုတော့ဒီ window ကိုသွား window တွေကနေပြီးတော့မှကျွန်တော်ဒီမှာ property ဆိုတာရှိရယ်နော်။ property လေးကိုနှိပ်လိုက်ပါ။နှိပ်လိုက်ပြီးတာနဲ့ဒါဒီမှာ property ဆိုပြီးတော့မှဒီလိုမျိုး box တွေကြာလာပါမယ်။ကျလာပြီဆိုရင်ဒီ property ဆရာနေပြီးတော့မှကျွန်တော်ဒီဘက်လေးမှာ UN saturation စာလေးရှိတယ်။ဒါလေးကိုကျွန်တော်တစ်ချက်နေပြပါ ်တပိလိုင်းဒီလိုမျိုးလေးပြန်ပြီးတော့ positive ပြန်ပေါ်လာပါလိမ့်မယ်။ဟုတ်ပြီ။အခါမှကျွန်တော်အင်ဂျင်ယောင်လေးကိုပြောင်းဖို့အတွက်ကျွန်တော်ဒီမှာ hue နေရာမှာကိုပြောင်းခြင်းနဲ့ယောင်လေးကိုဆွဲပြီးတော့မှကိုပြောင်းလိုက်ပါမယ်။ဒါဆိုရင်ကြည်လိုက်ပါ။ကျွန်တော်ဒီမှာခင်းယောင်လေးပြောင်းလိုက်တဲ့အခါလေးမှာလူရဲ့မျက်နှာလေးမှာလိုက်ပြီးတော့လက်တွေခြေောက်ဒီမှာပါပေါ့နော်။ဒီခဏကိုမှလိုက်ပြီးတော့မှပြောင်းလဲမှုမရှိတာကိုတွေ့ရမှာဖြစ်ပါတယ်။ဟုတ်ပြီအဲ့ခါမှကျွန်တော်ညလုံးလေးကိုဒီမှာတစ်ချက်မိတ်ပြီးတော့ကြည့်ကြည့်မယ်ဒါမူလအနေအောင်လေးပါညလုံးလေးကိုပြန်ပြီးတော့မှဖွင့်ပြီးတော့ကြည့်ကြည့်လိုက်ပါမယ်ဒါကျွန်တော်ပြောင်းလိုက်တဲ့အကြောင်းလေးပါ ဒါကြင်ကျွန်တော်ပထမနှောင်းအလိုမျိုးလူရဲ့ skin မှာပါလိုက်ပြီးတော့မှအသားရေးမှာပါထိခိုက်မှုတွေဖြစ်သွားတာမျိုးမရှိတာကိုကျွန်တော်တွေတွေ့ရမှာဖြစ်ပါတယ်။ဒါတဲ့ကိုလိုချင်တဲ့ပုံစံလေးဖြစ်သွားပြီပေါ့နော်။ဟုတ်ပြီနောက်ထပ်တရားကိုထပ်ပြောင်းကြည့်ရအောင်ကျွန်တော်ဥပမာအနေနဲ့အပြာလေးပြောင်းလိုက်။ဒါကျွန်တော်အပြာလေးပြောင်းလိုက်ပြီဆိုရင်လည်းညနာမှာလိုက်ပြီးတော့ထိခိုက်မှုမရှိတာကိုတွေ့ရပါလိမ့်မယ်။ဘယ်យ៉ាងမဲ့ပြောင်းပြောင်းပြောင်းလို့ရသွားပြီပေါ့နော်။ဟုတ်ပြီအခါမှကျွန်တော်ဒီမှာဒီလိုမျိုးလေးအစိမ်းမျိုးလေးပြောင်းလိုက်ဒါဆိုလည်းပဲကြည်လိုက်ပါဘာမှထိခိုက်မှုမရှိတာကိုတွေ့ရပါမယ်အင်ဂျီလီတာလင်းကွက်ပြီးတော့မှအကြောင်းလေးပြောင်းသွားတာကိုတွေ့ရမှာဖြစ်ပါတယ် ။အခြားရောင်တွေလည်းကိုပြောင်းကြည့်လို့ရပါတယ်။ကိုဘယ်လိုပုံစံရောင်ကိုပြောင်းချင်လဲပေါ့နော်။ဟုတ်ပြီ။ဒါဆိုရင်ကျွန်တော်အစင်ရောင်လေးပါ။ဟုတ်ပြီ။ဒါဆိုရင်ကျွန်တော်မျက်နှာလေးကိုမိတ်ပြီးတော့ကြည့်ကြည့်လိုက်မယ်။ဒါမူလအနီရောင်လေးပါ။မျက်နှာလေးကိုတစ်ချက်ပြန်ဖွင့်ပြီးတော့ကြည့်ကြည့်လိုက်မယ်။ဒါကျွန်တော်ပြောင်းလိုက်တဲ့ရောင်လေးပါ။ဒါဆိုရင်တော့ကျွန်တော်တို့ဒီမှာလူရဲ့အသားရေကိုထိခိုက်မှုမရှိဘဲနဲ့ကျွန်တော်ပြောင်းချင်တဲ့အရောင်လေးကိုစနေတကြနဲ့ပြောင်းလဲလို့ရတယ်ဆိုတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒါဆိုရင်တော့ဒီသင်္ကန်းသားလေးမှာဒီကလေးလာခဲ့ရတာကြတော့ Photoshop လေးထဲမှာကျွန်တော်တို့ဒီကိုပြောင်းလဲချင်တဲ့အရောင်လေးတွေကိုပေါ့နော် ရာဝတ္ထုလေးတွေရဲ့အယောင်လေးတွေကားအယောင်လေးတွေတို့အင်ဂျီအယောင်လေးတွေတို့ပေါ့နော်ဘယ်လိုအယောင်မှဖြစ်ဖြစ်ပါဘယ်ရမှာဆိုကျွန်တော်တို့ကအကုန်လုံးကိုကာလာပြောင်းကျင်တဲ့အခါမှာဆိုရင်ဒီနည်းလမ်းလေးနဲ့စနစ်ကြလေးပြောင်းလိုက်လို့ရတဲ့ဆိုအကိုသင်ကြားပေးခဲ့တာဖြစ်ပါတယ်ယခုသင်ငန်းသားလေးကမဆွေတွေရဲ့လုပ်ငန်းကွန်တက်ကြိုးရှိမယ်လို့ယုံကြည်ပါတယ်သင်ငန်းသားလေးကကြိုးရှိတဲ့ဆိုရင်ဗီဒီယိုလေးကို like လေးနဲ့ခဲ့ပေးပါ comment လေးမှလည်းရေးခဲ့ပေးပါခင်ဗျာကျွန်တော် YouTube channel လေးကိုလည်း subscribe လေးလုပ်ခဲ့ပေးပါအခုလိုမျိုး Photoshop လေးကိုအခြေခံကနေစတင်ပြီးတော့မှလုပ်ငန်းကွန်တက်စနစ်ကြတဲ့ကြွမ်းကျင်စွာနဲ့အသုံးပြုနိုင်ဖို့အတွက်ဆိုရင် ကျွန်တော်ရဲ့ Photoshop Master Online Course တွေကိုတက်ရောက်နေပါတယ်။ပုံမှန်သင်တန်းကြီးတစ်သိန်း3000ကျပ်စာယခုလအတွင်းမှာအထူးသင်တန်းကြီး9000ကျပ်တစ်ပြည့်လက်ခံပေးနေတာဖြစ်ပါတယ်။ဒါကြောင့်မိုသင်တန်းလေးကိုအမြဲတမ်းတရားဖို့ကိုလည်းဖိတ်ခေါ်ရပါတယ်ခင်ဗျာ။သင်တန်းလေးကိုတက်ရောက်ချင်တယ်ဆိုရင်တော့ Delidos Computer ဘိုင်း Hammerhead ဆိုတဲ့ Facebook Page Messenger မှာသင်တန်းအလုပ်ရပါတယ်။ဒီဗီဒီယိုလေးရဲ့ပုံမှန်ဘာဖုန်းနံပါတ်လေးကိုလည်းဆက်သွယ်လို့ရပါတယ်။အဲ့ဒီဖုန်းနံပါတ်လေးရဲ့ Viber နဲ့ Telegram Channel တို့မှာလည်းသင်တန်းအလုပ်ရပါတယ်ခင်ဗျာ။သာတို့ရှင်နေရင်လေးကိုမြန်နဲ့ထောက်ရပါဆိုင်နေကြပါစေ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။